ကိုရင်တဲကအရဟံတဲ့မြတ်စွာဘုရားရဲ့ဂုံတော်ကိုပါတဲ့မှာနံပါတ်၁ဂုံတော်ကအရဟံဂုံတော်ဖြစ်ပါတယ်အရဟံဂုံတော်မှာအတိတ်ပဲ၃မျိုးထွက်ပါတယ်နံပါတ်၁ပူဇော်ထူးကိုခံယူထိုက်တော်မူသောမြတ်စွာဘုရားနံပါတ်၂က ကိလေသာအလုံးစုံတို့ကိုပယ်တတ်တော်မူလို့မြတ်စွာဘုရား။နံပါတ်3ကတော့မကောင်းမှုတို့ကိုစိတ်ွယ်ရာမှာပြုကျင့်တော်မမူသောမြတ်စွာဘုရားဆိုပြီးတော့အတိပယ်3ချက်ထွက်ပါလေ။ဇာတော်ယဝေနဲ့အင်းမရဲ့ရင်ထဲကအရဟံဆိုတဲ့အဲမှာအရဟံဂုဏ်တော်ကိုပွားများခြင်းအပြင်ဘလို့အကျိုးကျေးဇူးတွေရမလဲလို့ဆိုရင်အရဟံဂုဏ်ပွားများထုတ် ချမ်းသာအကုန်ရပါသည်အရဟံဂုံ ပွားများထုံဘေးရန်အကုန်လုံးပါသည်အရဟံဂုံပွားများထုံနိဗ္ဗာန်အကုန်ရပါသည်တဲ့ဒီကျိုးတရား၃မျိုးလုံးကိုရမှာဖြစ်ပါတယ်ဒီအရဟံဂုံကိုပွားများထုံပြီးတော့ချမ်းသာဒုက္ခရခဲ့တဲ့လူအကြောင်းကိုပြောပြပါမယ်အစိုးရင်ဆရာတော်ဘုရားကြီးမှာတပည့်တဦးရှိတယ်သူကမရရာမှာနေပါတယ်သူ့နာမည်ကဖို့စင် အဲ့ဒီဖိုးစင်ဟာရတကရွာတကလဲ့ပြီးတော့ထင်းခွဲရေခတ်လွဆွဲအလုတ်ကျန်းအလုတ်တွေကိုခါးစီပြီးတော့လှုပ်ရတဲ့ပုံကိုဖြစ်ပါတယ်ဇာတော်ဘုရားကြီးရဲ့အကြောင်းမှာအထင်ရသည်တို့ဝါဇုတ်သင်္ကန်းကရသည်တို့ရောက်လာပြီဆိုရင်အဲ့ဒီဖိုးစင်ဟာဘုန်းကြီးကျောင်းကိုရောက်လာပြီးတော့ကျောင်းမှာဝေယဝစ္စမန္တမြအင်ကြီးချိုင်းပြလေးဝတ်ပြီးတော့လှုပ်ပေးတယ်ထင်းခွဲတယ်ရေခတ်တယ်ပကံနေစေးပေးတယ် ဒီကောင်ဟာစင်းရဲပြီမဲ့ရိုးသားတယ်စိတ်ဓာတ်လေးအလားစိတ်ဓာတ်လေးကအယမ်းလာတယ်ဆိုဆရာတော်ကသူ့ကိုချစ်တယ်အဲကြောင့်အနာခေါ်ပြီးတော့ပြောတယ်ဘုဆင်ရင်မင်းမလဲကွာစင်းရဲနှုံချလိုက်တာမင်းမချမ်းသာခြင်းဘူးလားမေးတယ်မလားပါချမ်းသာခြင်းတာပေါ့ဆရာတော်ဗျာအေးမင်းချမ်းသာခြင်းနဲ့ဆိုရင်မင်းကချမ်းသာကြောင်းနီလန်ကောင်းပြိမယ်မင်းယူမလားမမယူရမယ်ဗျာပေါ့နော်အဲ့ဒါဆရာတော်ကအေးအရဟံကုန် ရိညံ့များစိတ်กว่าနေတိုင်းစိတ်กว่าဒါဆိုရင်မင်းမကြခင်ကြီးပွားချမ်းသာခြင်းကိုရောက်လိမ့်မယ်ဆရာတော်ဒီလိုပြောပါဆရာတော်တကယ်လားဗျာအေးတကယ်ကြီးပွားတိုးတက်မှာပေါ့ကွာမင်းသာမှန်မှန်လုပ်လို့ပြောပြီးတော့ဆရာတော်ကဂုံတော်ပွားနီးပရိစိတ်ဤကိုအသေးစိတ်နေပြလိုက်ပါလေအဲ့ဒီဖိုးစင်ကလည်းဆရာတော်ပြောတဲ့အတိုင်းနေစဉ်နေတိုင်းအရဟံဂုံတော်ကိုပဲပွားပါတယ် ဲ့လိုအရဟံဂုံတော်ကိုပွားရင်ပွားရင်ပွားလာလိုက်တာတနေ့ပြည့်တော့ဆရာတော်ဘုရားကျောင်းမှာမာဇိုသင်္ကန်းကယာရီရောက်လာတယ်ပေါ့ရောက်လာတဲ့ကမ္မဘုဆင်းကဆရာတော်ကျောင်းမှာဝိုင်းကူပါတယ်ဝိုင်းကူတော့ဆရာတော်ကသူတင်ပေးထားတဲ့အရဟံဂုံတော်ကိုပွားမပွားမပွားသိကြတာနဲ့ပေါ်ပြီးတော့မေးတယ်ဘုဆင်းမင်းငါပြောတဲ့အရဟံဂုံတော်ပွားကိုပွားရလားမန်လာပါပွားပါတယ်ဗျာအနာတူဆန်းပွားအနာကိုကလာတဲ့ကကြောကိုပြောင်းဆိုတိုက်ချလိုက် ိုယ်စင်ကလည်းနာတော့អော်တာអောင်းမလေးပြတော့ခေါ်တယ်មែនលោទីတယ်លោទីတယ်ថាបွားអូនថាបွားអូនមកណាបាទថាបွားបានមែនបាទពីលោបែពុសិនកអរានកងដោរីគយីខានយិនលែបွားတယ်អេធិនខ្វឿនលែបွားတယ်លោះស្វឿនលែបွားတယ်មេនីយ៉ាមកនេះពីលោកគេមកណៅតនេះកឋិនយ៉ាទីយកឡាបានទៅនេះបងជីចောင်းយកឡាបានទេជារោជីអាគូទិនបីថាတယ်អរហានកងដោ ွားမပွားသိကြတာနဲ့အနာခေါ်ပြီးတော့မေးပြန်ပြီးဟုတ်စင်မင်းအရဟံကုံတော့ပွားကောပွားရလားကွာမှန်လားပါပွားပါလေခင်ဗျာပြီးတော့ပရိမတ်မှစိတ်ပါတယ်ဒီအနာကိုပူဇော်ဘာမပြောညာမပြောနဲ့ကြောကြီးကိုကြောင်းစရိုက်ချလိုက်တာအောင်မလေးပြခေါ်ရင်မင်းလိုသေးတယ်မင်းလိုသေးတယ်ထပ်ပွားအောင်နော်ဒါနဲ့ဘိုးစင်ကလည်းရှေ့ကတက်ပို့ပြီးတော့အရဟံကုံတော့ပွားပါပွားပါထုံပါများတော့ဆွေးလာတာ တနေ့ဘုန်းကြီးကျောင်းကိုရောက်လာပြန်တယ်။ကျတော့ကြီးကအနာကောပြီးတော့ပေးတာပေါ့။မင်းပရိမာမမှန်စိတ်ရလားကိုစီမင်း။မမဗျာအရဟံကုန်းတော်ကိုနေ့တိုင်းတက်ပြီးတော့စိတ်ပါတယ်ဗျာ။ဒါဆိုရင်အနာကိုတို့ပေါ့။ကျတော့ကြီးကကြောက်တယ်ကျိုးရိုက်ချလိုက်တာ။အရင်ကတော့ရိုက်လိုက်ရင်အောင်မလီပြလို့ခေါ်တယ်ကိုစီမင်း။အခုတော့လေအရဟံထအိုလေးဒီတန်ကိုလည်းကြာရောဆရာတော်ကအားရချင်တာတော့ရတယ်။ကိုစီဟုတ်ပြီ။ မင်းကငါသင်ပေးရကြိုးနပ်ပြီးမင်းရဲ့ရင်ထဲမှာအရဟံကိုစွဲသွားပြီးကြည်စမ်းအရဟံကိုဆိုတာအဲ့ဒီလိုစွဲအောင်မှတ်ရတာဖြစ်ပါဘူးခလုတ်တိုက်ရင်လည်းအရဟံချော်လဲရင်လည်းအရဟံဆိုတာဖြစ်နေရောဝါပါမင်းမကြခင်ကြီးပွားချမ်းသာတော့မယ်ပုစင်ရဲ့မင်းမှန်မှန်လေးတိုင်းကြိုးစားဆရာတော်ဒီလိုပြောပါတယ်တော့ပုစင်ကလည်းရိုးရိုးသားသားအေးအေးဆေးဆေးအလုပ်ကိုမှန်မှန်လေးလုပ်ပါတယ် အိန္ဒိယဆန်ကုန်တဲ့ကြီးတူကကိုစင်ရဲ့ယူသားဖို့အေးဆေးဖို့သဘောကျတာနဲ့သူ့ရဲ့ဆန်းစဲမှာအလုပ်ခေါ်ခိုင်းပါတယ်။တရက်မှာအိန္ဒိယဆန်ကုန်တွေကသူ့ရဲ့အိန္ဒိယနိုင်ငံပြုပြင်တည်ဆောက်ရေးတွေလုပ်နေတယ်။အိန္ဒိယနိုင်ငံပြန်သွားတယ်။ပြန်သွားတဲ့အခါမှာဆန်းစဲကြီးကိုကိုစင်ကဝဲခဲ့ပါတယ်။အိန္ဒိယနိုင်ငံရောက်အိန္ဒိယဆန်းစဲတကြီးကစားရစောင်းပို့လာတယ်။ကိုစင်ကောက်ဖတ်လိုက်တော့ကိုစင်ရဲ့ ငါမြန်မာနိုင်ငံကိုပြန်လာလို့မရတော့ဘူးတဲ့အဲ့ဒီဆန်ဆက်ကြီးကိုနေကုန်တာအကုန်လွဲပေးပါတယ်တဲ့ဒီစမ်းနေချင်းညချင်းဆန်ဆက်တည်းကြီးဖြစ်သွားတယ်ဟုတ်စင်ပါအလုံးကလည်းအများကလည်းဝိုင်းအံ့ဩကြတယ်ဒါဟာအံ့ဩစရာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဟုတ်စင်မှာနေစဉ်နေတိုင်းပွားများထုံဝမ်းတာအရင်ကတော့ရှိတဲ့အတွက်သူကတခုမဟုတ် ရဟန်ဂုံတော်ပွားတာကအံ့ဩစရာဖြစ်ပါတယ်။အကြောင်းမို့အရဟန်ဂုံတော်ကိုများများထုံပါများလာရင်ဟုတ်စင်လို့ပဲချော်လဲတာပဲဖြစ်ဖြစ်လောက်ပိုက်တာပဲဖြစ်ဖြစ်တယောက်ယောက်ကရိုက်လိုက်တာပဲဖြစ်ဖြစ်အရဟန်ဂုံတော်ကတည်းကပွားများရဖြစ်ပါတယ်။ပဌာပစ္စည်းထဲမှာအာတိဝနာပစ္စည်းဆိုတာရှိတယ်။အမြဲတမ်းထုံမွန်းထုံမွန်းတော့ဘုရားရင်ထဲမှာဆွဲတော်တာပေါ့။အကြောင်းမို့အရဟန်ဂုံတော်ကိုများများထုံမွန်းခြင်းအဖြစ်အကျိုးတရား၃မျိုးရပါတယ်။နံပါတ်၁က အရဟံကိုပွားများထုံချမ်းသာအကုန်ရပါသည်အရဟံကိုပွားများထုံဘေးရန်အကုန်လုံးပါသည်အရဟံကိုပွားများထုံနိဗ္ဗာန်အကုန်ရပါသည်ချမ်းသာမှုကိုရမယ်ဘေးရန်အန္တရာယ်ကိုရှင်မယ်နောက်နောက်နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုရရှိမယ်ဆိုတော့ကိုယ့်ရဲ့ရင်ထဲမှာဆွဲမြအောင်အရဟံကိုတော့ပွားများကြပါပြိစိတ်ကြပါလို့ပြောချင်ပါတယ်အားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာ